ရှင်မိုးအပိုင်း23ပြိုင်ပွဲဝင်သူများပြားလာသဖြင့်ပထမနေ့တွင်စကားတင်22ဦးကိုရွေးချယ်သည်ဒုတိယနေ့တွင်ထို22ဦးကဆက်လက်ရှင်ပြန်ရလေသည် မဖြစ်ရတာကြာနေပြီဖြစ်သည့်နှုတ်မေးခွန်းကိုလည်းထည့်သွင်းထားလေသည်ဒုတိယနေ့တွင်စကားတင်10ဦးစီရင်နှုတ်မေးခွန်းဖြေဖို့အတွက်မဲနိုင်ဖြေစားရသည်ရှင်မိုးအလှဲ့တွင် မဲပြိုင်ပွဲသို့ဝင်ရောက်ရခြင်းဤရည်ရွယ်ချက်ကိုဖြေဆိုဖို့မဲကြလေသည်ဟိုးအစောပိုင်းမဲပြိုင်ပွဲဝင်ကားစအချိန်များစီကအဖေပြောခဲ့သည့်စကားအချို့ရင်မိုးခေါင်းထဲတွင်ပြန်ပေါ်လာလေသည်မိန်းကလေးတယောက်၏အလှအပနှင့်ဉာဏ်ပညာကိုတိုင်းတာဆန်းစစ်တဲ့ပွဲဖြစ်လို့သမီးကိုယ်ပိုင်းအရေးချင်းဘလောက်ရှိပြီလဲဆိုတာသိချင်လို့လာရရှင်ပြန်ချင်းဖြစ်ပါတယ်ရှင်။ရင်မိုးအဖြေစကားအစုံ ရိတ်သတ်ရောအကဲဖြတ်တိုင်းများပါလက်ခုပ်တီးအားပေးကြလေသည်ခေဆက်ဆက်ရိုးရာရင်ကျေးမှုမယ်ဘွဲကိုရှင်မိုးရရှိခဲ့လေသည်ဓပုံပြိုင်ပွဲတွင်လည်းရှင်မိုး၏ကိုဟန်ပြကွက်ကိုရိုက်ကူးထားသည့်ဓပုံကပထမဆုစွတ်ခူးခဲ့ပြန်သည်ဘတ်ထူအားကစားခွင့်မှအထွက်တွင် လာရောက်နှုတ်ဆက်ဂုံပြူနေကြသည့်ပရိသတ်များအကြားတွင်ဦးလေးကြီးတယောက်သည်ရှင်မိုးလမောင်အား ဆက်ခနဲလာဆွဲပြီးကလေးမမင်းကနေ့တိုင်းလမ်းလျှောက်လာလေးကျင့်နေရတယောက်ဟုတ်တယ်မဟုတ်လားဟုတ်တယ်ရှင်ဦးလေးကရင်မိုးစကားမဆုံးမီအေးကလေးမရုပ်ကိုမှတ်မိလို့မဟုတ်ပါဘူးအဲ့ဒီနေ့ကလေးကသမီးလမ်းလျှောက်လမ်းလျှောက်လာကျင့်နေနေ့ကလေးကတပည့်တွေကိုပြောနေတာမင်းတို့သွားမဆမနောက်ကြနဲ့လို့အဲ့ဒီကလေးမပထမရမှာကြိတ်ထားလို့သူလာတာမလာတာငါမသိဘူး ကိုပြန်ရမယ်စင်မြင့်ကိုအခုလိုစောက်လက်စားကလေးကလာကျက်နေတာဒီတယောက်ပဲရှိတယ်လို့ပြောနေတာဦးလေးကဒီစင်ကြီးကို တာဝန်ယူဆောက်ရတဲ့လက်သမားဆရာကြီးလေးလက်သမားဆရာဆိုသူ ထိုဦးလေးကြီးသည်သူပြောခြင်းများကို ပြောပြီးထွက်သွားလေသည်ရှင်မိုးအဖေကိုလှမ်းကြည့်လိုက်တော့ပီတိအပြုံတို့ဖြင့်ခဏကြာရင် အမတ်တရဓပုံရိုက်နေသည့်ပြိတ္တများချာမှရှင်မိုးကို လာဆွဲထုတ်လေသည်ဓပုံစုရောတရဖူပါရရှိခဲ့သည့်ပွဲဖို့အဖေအပြစ်စကားမစိုးတန်းရာဟုရင်မိုးထင်ခဲ့မိသည်အိမ်ပြန်ရောက်သည်နှင့်အဖေသည်ညီသမီးကိုဆင်းနဲ့ဒလောက်ရင်းနှီးအောင်လက်ကျင်ပေးထားတာတော့ကိုဟန်ပြတာမညံ့ညောဘူးလေးလက်မအမြင့်ဓဖနဲ့နဲ့ထောက်ထောက်ပြီးလှဲ့နိုင်နေသူကပုံတော်ဖနဲ့နဲ့ကြမှာတွန့်ဆုံတွန့်ဆုံနေအေးအမေအားမကျင်မနဲ့ပြောပါလေတော့သည်ထို့နောက် မကြမီကျင်းပါတော်မူမန္တလေးတိုင်းကာယအလှမဲပြိုင်ပွဲအတွက်လေ့ကျင့်ကစားရင်အချိန်စရာများဆွဲပါနေတော်သည်တိုင်းဦးစင်းမှုတရားဤတာဝန်များသည်များပြားလှသဖြင့်အဖေသည်ရခင်ကလောက်ရင်မိုးအပေါ်အာယုံမဆိုင်အားတော်ရန်ကုန်အကစားယုံတွင်အလေးများဖြင့်လေ့ကျင့်ကစားခဲ့ဘူးသည့်ရင်မိုးသည်လည်းအဖေဤအလေးအစားထိုးကစားနည်းများကိုပြန်မကစားလိုတော့ထို့သောဖြင့် တိုင်းမယ်ရွေးပွဲနီးကပ်လာသည့်အချိန်တွင် အမေသည်အဆောက်အအုံယောဂါဖြစ်ခါအပြင်းဖြားပါလေတော့သည်စေယုံတင်ရတော်မည်အခြေအနေထိ ဖြစ်လာသည်ပြိုင်ပွဲမဝင်ဖို့ဆုံးဖြတ်လိုက်သည့်ရင်မိုးဆုံးဖြတ်ချက်ကို အဖေသည်သဘောမတူအမေကိုသူနာပြုဆောင်ရှောက်တဲ့ရစ်မီဖြစ်ပြီးယုံမဝင်တဲ့အမကြီးတူအူကိုပြိုင်ပွဲသို့အဖို့ထည့်ပေးလိုက်သည်ရင်မိုးစိတ်တို့လေးလံနေသည် အပြုံးတို့ကနုံချီချီလမ်းလျှောက်ကိုဟန်ပြတို့ကယော့တီယော်ရင်အတူလိုက်ပါသူ အမကြီးတီလဲမဲပြိုင်ပွဲဆိုဒီကိုယခုမှသာကြည်ဘူးသူဖြစ်သည်နှုတ်မေးခွန်းဖြေဆိုသည့်အချိန်တွင်လဲကို့အဖြေကိုကိုတိုင်းပင် အားမရခဲထိုပြိုင်ပွဲတွင်မန်းသူမိန်းကလေးကတိုင်းမယ်ဘွဲ့စုခူးရရှိခဲ့ပြီးရင်မိုးကတော့ဒုတိယဆုသာရရှိခဲ့ပြီသည်ပထမရသူနှင့် ဒုတိယဆုမြတ်သူတို့သည်ဂျန်ကိုမြို့တွင်ကျင်းပမည်အကျဉ်း30မြောက်တိုင်းနယ်ပြည်နယ်မဲပြိုင်ပွဲသို့အွားရောက်ရှင်ပြန်ရမည်ဖြစ်သည်အိမ်ပြန်ရောက်သည့်အခါအမေသည်အတော်ပင်ကြည်လင်တက်တာနေသည်ကိုတွေ့ရသဖြင့်ရှင်မိုးစိတ်သက်သာရရသွားခဲ့သည်ထင်သားပဲအဖေမပါရင်ဒုတိယပဲဖြစ်မယ်လို့တွေးပြီးသားတွေးပြီးသားမဟုတ်ဘူးညီအမေကိုရေဘက်တိုက်ပင်းနေပျော့ပြနေတာလေ့ကျင့်ကစားထားလဲအားရစရာမရှိဘူး လမ်းလျှောက်ကိုခံပြဆိုတာကလည်းအဖေလို့သူမခေါ်မချင်းဓာဖနာနားကိုရောင်လို့တော့မရောက်ဘူးအဖေမကျင်တဲ့ချက်တို့ထွက်လာလေတော့သည်ညီအဖေအဲ့လိုတွေပြောနေလို့နားပူလာပြီးကိုပူကြသွားတာထင်ပါတယ်အေးအမေကဝင်ပြောတော့မှ အဖေညင်သွားတော့သည် နောက်တစ်ပတ်အကြာတွင်အိမ်တို့ဘယ်လီရိုက်သည့်ခုံကြီးရောက်လာသည်ဘယ်လီခုံမှာဇောက်ထိုးပုံစံဖြစ်သည် စတီတာယာ စပိန်တာယာခွင်းများကို ခုံဤထိပ်ဖြားတွင်ရစ်ပတ်ထားသည်ထိုတာယာခွင်းများအတွင်သို့ချက်တော့နှချောင်းထဲ့ပြီးလူကဇောက်ထိုးအောက်ဖက်မှအပေါ်သို့ ပြန်ရိုက်တက်ရခြင်းဖြစ်သည်သွေးပူလေ့ကျင့်ခန်းမလုပ်ဖဲတက်ကစားလျင်ဝမ်းဖိုက်ကြွက်သားကြွက်တက်ပြီးလူပါပြုတ်ကျလာတတ်သည် အဖေသည်မနစ်တိုင်းရင်မိုးနှင့်အတူလိုက်ကစားပေးသည်သမီးမှာခန္ဓာကိုယ်အခံရှိတ်ရှိပြီးသား ဘိုင်းနဲ့ခစားအစီဘိုးတွေမရှိအောင်ကစားထားရင်လှနေပြီအခုလောက်ထားတဲ့ဘယ်လီခုံကအောက်ကနေ ပြန်တက်ရရတာဖြစ်လို့ပေါင်ကျွတ်သားတွေပဲကစားပြီးသားဖြစ်နေလိမ့်မယ်လေ့ကျင့်ခန်းလုပ်ဖို့သာမပြင်းစင်နဲ့မနဲ့ပိုင်းယုံမသွားခင်လေ့ကျင့်ကစားရသည်ရှင်မိုးသည်ယုံတို့ဓာဖနတ်ကိုပါယူဆောင်သွားရသည်ညနေ3နာရီလောက်တွင်အဖေတိုင်ဦးစီမှုယုံကန်းသို့သွားပြီးလမ်းလျှောက်လေ့ကျင့်ရသည် အဖေသည်စာရဲစာရန်များအားလက်မှတ်ရေးထိုးပေးနေရင်ရင်မိုးအားစိတ်တိုင်းမကြလျင်ကိုဟန်ထပြပေးသည်နေမရောက်လာကြသည် ဦးကြီးရာရှိအချို့သည် တိုင်းဦးစည်းမှုလက်မှတ်ယူရန်အတွက်အခန်းအပြင်ဘက်တွင် အချိန်အတော်ကြာကြာစောင့်ဆိုင်နေတတ်ကြရသည်ရုံးအုပ်ကြီးသည် မနေနိုင်စွာ အဖေခန်းတွင်သို့ဝင်လာပြီတိုင်းမူကြီးခမညာနေက ဦးစည်းရာရှိတွင်လက်မှတ်ထိုးဖို့အခန်းပြင်မှာစောင့်နေကြပါသည် ဝင်ခဲ့လေဗျာဘသူကဆောင်ခိုင်းထားလို့လဲတိုင်းမူကြီးကလမ်းရှာကိုဟန်ပြနေတော့သူတို့ဝင်လာရင်ရှက်သွားမှာစိုးလို့စောင့်နေကြတာပါတဲ့ပြောစီစီအမူအရာဖြင့်ရုံးအုပ်ကြီးကအပြေပေးလေသည်သူတို့ကြည့်ရမှာရှက်ရင်တော့မသိဘူးကြောက်ကတော့မရှက်ပါဘူးနောက်ဆိုရင်နမတ်ထိုးစရာရှိရင်ဝင်ခဲကြအဖေကတော့ခတ်တီတီပဲလမ်းရှာကိုဟန်ပြလျက်ရှိသည်ထို့သောဖြင့်အဖေတိုင်းဝူးစီမှုရုံခန်းသည်ညနေပိုင်းတွင် ရင်မိုးလမ်းလျှောက်လေ့ကျင့်ရာဆင်မြင့်ဖြစ်လေသည်အဖေစိတ်တိုင်းချလက်ပြတောင်ပန်ဖြတ်ဖြန့်သည့်ကိုဟန်ပြကွက်များကိုဓာတ်ဖနက်ဖြင့်တဆက်သေးထောက်ထောက်လှိမ့်နိုင်သည့်အထိပိုင်နိုင်ကျွမ်းကျင်လာခဲ့ရပြီ